။အန်ဒီကျန်လက်ကြံမှာတော့ဒီနားလေးအဲ့လိုလေးရက်ွက်ထဲမှာပဲပျော်ရွှင်မှုလေးတွေပဲရှိတာပါညီမလေးရကျန်တဲ့နေရာတော့ဟိုလိုမျိုးပျော်ရွှင်မှုတွေအရောမရှိတော့ပါဘူး။ပျော်ရွှင်စရာကောင်းတဲ့တဲ့ကြံလေးတော့ဒီနေ့တော့ဖြစ်မဲ့အနေထားလေးတော့ပုံလေးတော့မြင်တာပေါ့။အတိုင်းမဲ့တဲ့ကြံမတိုင်မီမှာအဲ့လိုလေးဖြစ်သွားတဲ့အနေထားတော့ကြာတော်တော်များများတော့မပျော်ရွှင်ရတဲ့ဘဝလေးဖြစ်သွားတာပေါ့။ ဒီဟင်းချက်သတို့အနေနဲ့လေဒါလေးဟိုပေါ့ခုနှစ်နှစ်ပြည့်မွေးနေ့ကိုဟိုအခုတို့လုပ်တဲ့သဘောမျိုးနဲ့အဲအဲ့လိုလေးကျွေးလိုက်တာပါဟာမော်လုံးကြီးပေါ်လေးကျွေးကြညီမလေးဟာဟာအရင်မတိုင်မှာဖြစ်သွားတဲ့အနေထားအရတိတ်ပြီးတော့ပျော်ရွှင်မှုမရှိမရှိတော့တာပေါ့ဟိုခုနလေးမှာမတို့ဒီနားလေးအနည်းတော့ပဲဆိုစကိုင်းမဲ့တာလို့ဘာလို့ပေါ့နော်အဲ့လိုလေးဖြစ်ပြနေတဲ့အနေထားနဲ့ပိုင်းနဲ့တော့ပျော်ရွှင်မှုတွေတော့နည်းနည်းတော့ရော့သွားတာပါညီမလေးကျန်တဲ့ပျော်ရွှင်မှုတဲ့ကဲဒီကျန်တဲ့အချိန်တိုင်းတာလေးကိုဒီအခုတို့ကောင်းမှုလေးတွေပဲများများလောက်ရမယ်ဆိုတဲ့အနေထားလေးပေါ့နော်အဲ့လိုလေးပဲ ဒီအတီအတီတရားထဲမှာပို့ပြီးတော့ဝင်သွားတော့တာပေါ့နော်ဒီတဘောကကပေးတွေကြောင်းဆိုတော့လေအော်ကလေးလေးတွေကတော့တို့ဒီနားလေးမှာတို့အဲ့လိုလေးလေးပြောခြင်းနဲ့နေထားလေးတော့တို့ရဲ့ပြောရှင်မှုတွေတို့ကကလေးဆိုတော့ကြတိတ်တော့မသိရှာကြဘူးပေါ့နော်ဒါပေမဲ့အဲ့လိုလေးဖြစ်လို့ဆိုတို့ရဲ့ခံစားခြင်းနဲ့မှာတော့ကြောက်စိတ်လေးတွေဝင်သွားတယ်ဒါပေမဲ့အခုလေးလေးသူများလေးလေးအဲ့လိုလေးဖြစ်တော့ကြတို့လည်းပြောခြင်းနဲ့ခံစားမှုလေးလေးဖြစ်ပေါ်လာတော့ကြကဲအဲ့လားဆိုတဲ့ဒီနားလေးပဲဆော့ကြတာပေါ့နော်အဲ့လိုလေးပေါ့ဟာ န်လေးကျန်တဲ့ကြံမှာတော့ဒီနားလေးအဲ့လိုလေးရက်ွက်ထဲမှာပဲပျော်ရွှင်မှုလေးတွေပဲရှိတာပါညီမလေးရကျန်တဲ့နေရာတော့ဟိုလိုမျိုးပျော်ရွှင်မှုတွေတော့မရှိတော့ပါဘူးကြောချင်စရာကောင်းတဲ့တကြံလေးတော့ဒီနေ့တော့ဖြစ်မဲ့အနေထားလေးတော့ပုံလေးတော့မြင်တာပေါ့အတိုင်းမဲ့တကြံမတိုင်မီမှာအဲ့လိုလေးဖြစ်သွားတဲ့အနေထားတော့ကြတော်တော်များများတော့မပျော်ရွှင်ရတဲ့ဘဝလေးဖြစ်သွားတာပေါ့ ဒီတကြိုင်ကြီးတိဆောင်းသွားရင်အကုန်လုံးအဲကပေးရနေပြီးတော့ဟိုလွတ်မြောက်ပြီးတော့အကုန်လုံးပျော်ရွှင်တဲ့မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေလို့အဲ့လိုအောင်ပါ